ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမချင်းကနေကြိုဆိုပါရစေကလပ်ဘောကပ်ကျွန်တော်တို့ဒါစီမီအီရောင်းလော16ဖြစ်ပေါ်တော့ဒုတိယမြောက်ပွဲကစားတဲ့ PSG နဲ့ Inter Miami တို့ပွဲမှာ PSG ကတော့၄ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့ဂိုးပြတ်အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုကျွန်တော်တို့တက်ခဲ့တဲ့ Inter Miami ကတော့၄ဂိုးပြတ်ရှုံးနေပြီးတော့ကျွန်တော်တို့ထွက်သွားခဲ့ရပြီပေါ့နော်ဆိုတော့ဒီနေရာမှာ PSG အတွက်တော့ Inter Miami ကကျွန်တော်တို့ဘယ်လိုပြောမလဲပြိုင်ဘက်အဆင့်မှာရှိမနေခဲ့ဘူးပေါ့နော်ဟိုဘာမှန်းကိုကျွန်တော်မဆိုင်ဘူးဗျာ ထားပါတော့ဒီအမေရိကမှာကစားတဲ့ပွဲဖြစ်တဲ့တွေ့ပဲပေါ့နော်ထုံးတဲ့တိုင်းပဲယာတိဥတုတွေကနော်ကျွန်တော်တို့ဒီလောကဥရောပနဲ့မတူတဲ့အခါအရန်ပူလွန်ပြီးတော့ဥရောပအသင်းတွေတော်တော်လေးယုံကန်ခဲ့ရပြီးတော့အမေရိကတော့တောင်အမေရိကအသင်းတွေလောက်ပဲအခြေအနေကောင်းနေတာနော်ဆိုတော့ဒိုင်းမဲတို့ PSG ရဲ့ဘက်ကဒါမိုင်ယာမီနဲ့တွေ့တဲ့အခါမှာအရာအရာအလုံးကိုဘာမှမဆိုင်တယ်လို့ကျွန်တော်ကစားပြသွားတာဗျာဒီနေ့တင်းရဲ့ကြားထဲမှာဘလူးမန်ကိုမဆိုင်ဘူးကစားပြသွားတာဟိုတော်တော်အကုန်လုံးနှိပါလဲအဲ့လိုပဲထင်ကြနေမြင်ထင်ပါတယ်ပွဲမစားခင်ကတည်းက ်ပီအက်ဂျီက Champions League Final မှာတော့မှမင်းတကယ်ကစားရင် Inter Milan လိုတီးမျိုးကို၅ခုပြည့်ကျွန်တော်တိတ်ထားတာဗျာ Miami ဆိုတာဘာဟုတ်မှလဲဟုတ်တယ်မလားနော် Inter Miami ကသူတို့ပြည်တွင်းမှာတော့မှ Messi နဲ့တင်ဆွဲတင်နေရတဲ့အနေအထားမျိုးဗျာ Luis Suarez တို့ဘာလို့ဆိုတာမျိုးကဘောလုံးတော့မှန်အောင်ပေးတဲ့တော့နေတဲ့အနေအထားမျိုးမဟုတ်ဘူးကိုယ်ဒီပါလေအရင်လိုသွင်းမှုအနေနဲ့တာဒါအသက်ရွယ်ရအချိန်ကြီးရပါတော့ retirement ကျတို့ပါဒီလုံနေကြတဲ့သူတွေဆိုတဲ့အခါကျတော့ Miami မှာပါမျောလင်းချက်မရှိဘူးဆိုတော့ပွဲမစားခင်ကောပွဲလေမှာကောပွဲပြီးတော့ကောဟိုလွန်ခဲ့တဲ့တပတ်လောက်ကော ီနေ့တင်းတွေ့ရင်မိုင်ယာမီချန့်စီတယ်လို့ဘယ်သူမှန်းကိုထင်မှာမထင်ဘူး။အဲဆိုတော့ PSG တော့ကတော့အထူးခြားပြောစရာမလိုဘာလို့လဲဆိုတော့သူတို့ဒီ Inter Miami ထက်အများကြီးပူပြီးတော့ဒီမလားကောင်းနေတယ်ဘာမှမဆိုင်မှုပြသည်လားဘာမှကိုမဆိုင်ဘူး။ဘာမှကိုမဆိုင်ဘူးဆိုတော့ဒီပွဲမှာ PSG ရဲ့ဘက်က16ချိန်9ပေါက်ကန်တယ်။9ချိန်9ပေါက်တက်ပြီးတော့ကျွန်တော်၄ခုရတယ်။ဂျောင်နီဘက်ကလည်းပထမဆုံးကျွန်တော်က free kick ကနေရတဲ့အလုံကိုခေါင်းတိုက်ပြီးတော့ပီတင်ညာမပေးတဲ့အလုံကိုသွင်းသွားတယ်။39မိနစ်မှာလည်းအချိန်ဆက်ကလေးတွေကနေလှလှပပအလူကြီးသူကန်သွင်းသွားတယ်။ လို့ချင်းတော့အုံကူကလည်းကျွန်တော်ဝင်သွားပေးရသေးတာဟာကီမီကလည်းကျွန်တော်တကူသွင်းသွားသေးတာဆိုပထမပိုင်းက၄ကူနဲ့တင်ကိုပွဲရပြီးသွားတာနော်ဆိုတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တပ်ပါတော့ဥစမန်ဒမ်ဘီလီတို့ကိုကျွန်တော်ထည့်တယ်လီကန်ယင်တို့ကိုကျွန်တော်ထည့်တယ်ပြီးလူကတ်ဆာနန်ဒက်စ်တို့အမ်ရီတို့ပေါ့နော်ဒါဘာနဲ့လူလူလူကစားမတွေကိုနောက်တန်းနေဘာတွေမှာအပြောင်းလဲလုပ်ရင်းနဲ့ကျွန်တော်ဒီ PSG ရဲ့ဘက်ကထင်တာထက်ပိုပြီးတော့ပေါ့နော်လုံနိုင်တာတော့မှဂိုးရီဘာတွေမရခဲ့တော့ဘူးဟိုတကြောင် PSG အတွက်တော့ပေါ့နော်ဒီပွဲဟာအများကြီးမခက်ခဲခဲ့ဘူး ကစားမတိုင်းကပေါ့နော်။အော်ဒီပွဲကတော့ तू ကောင်းပါလေလေဆိုပြီးတော့မှထူးချီးကျူးစရာမရှိဘူး။အဲ့လိုမျိုးအများကြီးမရှိဘူး။ဘာလဲဒါဒါဒီလိုမျိုးကဒီလိုအသင်းနဲ့တွေ့တဲ့အခါမှာပြည်ကြီးကစားမတွေစီကနေပြီးတော့သူတို့မျောလင့်ထားတဲ့ performance ကဒါပဲ။ဒီလိုမျိုးကဖြစ်ကိုဖြစ်နေရမှာ။ဆိုတော့ Miami ကိုပြတ်ရှုံးသွားလို့ဒါအဲ့စကားပြောတာကျွန်တော်ပြောမို့ Inner Miami ကအဆင်မပြေဘူး။ဒီမှာအခုဒီအထူးသဖြင့်တော့ PSG လိုအသင်းမျိုးနဲ့ကစားတဲ့အခါမှာဆိုတော့ကြည်ကြည်ပြမိုင်ယာမီဘက်မှာကျွန်တော်တို့ဒီမက်ဆီတရားတော့ပဲလုံနေတာပဲเนาะဒါတော့မှမက်ဆီတော်မ မစီမမဟုတ်ဘူးကွနော်ဒီမိုင်ယာမီတသိန်းလုံးကိုပဲပထမပိုင်းမှာဆိုလို့ယင်ဂိုးဘောက်ကန်တူမှုမရှိဘူးလို့ဂိုးဘောက်တဲမှုမရှိဘူးလို့ဒါမိုးတွေလာတာနော်လီယိုနယ်မက်ဆီကပထမဆုံးဂိုးဘောက်တဲအောင်ကန်လိုက်တည်တဲ့တို့ဘာလို့ဒါမိုးတွေလာတာနော်ဆွာရက်ဆိုလို့ယင်မက်ဆီဘယ်နှလုံးလုတ်ပေးတော့အသားလေးခြေကုန်းလေးနဲ့တဲပေးလိုက်ပြန်ပြီဟောမင်းရတယ်နော်ချော်သွားပြန်ပြီရမမီရတာနဲ့ဂိုးမသွင်းနိုင်ရတာနဲ့ဒါမျိုးတွေလာတာဗျာနော်ပြီးလို့ရှိရင်မက်ဆီကပြေးတဲ့ကြောင်းနဲ့တွားတော့တွားဖို့လုံနေတာမျိုးတွေဆိုလို့ရှိရင်လည်းဘောချုံမနှက်ရတာအီဒီယာထိတ်ကနေပြီးတော့ကျွန်တော်တို့ဒါပြီးပြီးတော့နော် စပေ့ယူပြီးတော့စောင့်နေတော့လေဘောလုံးကလိုတဲ့စီကျွန်တော်ရောက်မလာတာနဲ့တော်တော်ကိုတိုင်ပတ်တယ်ဒီဟိုမက်ဆီရုံးကန်တာလည်းမပြောနဲ့ဗျာဒီလားနော်ဒီအသက်ရွယ်မှုလို့ပဲဘာပဲဖြစ်ဖြစ်ရုံးကန်တာလည်းမပြောနဲ့သူကစားတဲ့ကစားမားတွေကိုကျွန်တော်ကြည့်လိုက်哦နော်ဟိုအမေရိကန်လိဂ်မှာဒါကျွန်တော်အဆင်ပြေကောင်းပြနေလိမ့်မယ်ဗျာဘာလို့အကောင်ကြီးရီချင်းနေမှာမရှိတာဒီဟာအခုတကယ်တကယ်ကစားတဲ့ခံမှုကျွန်တော်အဆင်ကမပြေဘူးဒါကြောင့်မက်ဆီတယောက်တည်းအတွက်ကတော်တော်ကိုစာနာလို့ရတယ်လေကျွန်တော်ပြောလို့ရတယ်ဒါမက်ဆီနေနဲ့အမြင့်35ကျော်လာပြီနော် 35ကျော်လာတဲ့နောက်ကစားမ36ပါများဖြစ်လာတဲ့ကစားမတယောက် PG နောက်တဲ့နေ့ကိုရရင်ရတယ်လို့အခွင့်အရေးတွေမှာတကယ်ပြေးဖို့လိုလာတဲ့အချိန်မှာပြေးပြီးတော့မှွေတော်နှောက်နေတော့မယ်။နောက်မှွေတော်နှောက်နေတော့မယ်သူခေါင်းတိုက်တဲ့လုံဆိုလို့ရင်ဂုသမာပုတ်သွားတာတွေကျွန်တော်ရှိတယ်ဒါမျိုးတွေကန်တဲ့လုံတွေမှာဂုသမာကွက်တယောက်သွားတာတွေကျွန်တော်ရှိတယ်ဆိုတော့ကျန်တဲ့သူဘသူကမှန်းဂုသမာကိုဒွနရူမာကိုမင်းကောင်းကောင်းဒုက္ခပေးနေတာကျွန်တော်မရှိဘူးဗျစဉ်းစားကြည့်အဲ့ဒါ။နောက်ဆိုတော့ဒုတိယပိုင်းမှာ PG ရဲ့ဘက်က လူသားလေးတွေဘာလေးတွေကျွန်တော်နောက်တန်းလေးတွေဘာလေးတွေအပြောင်းလေးတွေလို့ကွင်းလေးတွေအပြောင်းလေးတွေလှုပ်လိုက်တဲ့ခါတော့ဟို PSG ကလည်းပထမပိုင်းကတော့ကောင်းမနေတော့ဘူးကောင်းတော့ကောင်းနေစေပဲလည်းပထမပိုင်းကတော့ကောင်းမနေတော့ဘူးမိုင်ယာမီတွေတချို့ chance တွေကျွန်တော်တို့ရလာတယ်ပြဿနာကအစ်စင်မပြေဘူးเนาะစာဂျိုဘူးစကွတ်ကလည်းဒီတိကောင်မှားတယ်တကုံးကျွန်တော်ပေးလေးရတယ်เนาะနောက်တန်းကကျွန်တော်သာဒီဘယ်ပြောမလဲဗာလဲ Ray Grant လာပါလားအဲ့ကောင်းနေဆိုလို့ရှိရင်ကျွန်တော်လူပဲလိုက်ချနေတာဗျာကဗာရာကိုတစ်ချိန်လုံးလိုက်ချနေတာကျွန်တော်နားမနေဘူးဘာလို့မှန်းဘာမှန်းကောင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 ်းမကန်ဘူးတစ်ချိန်လုံးလိုက်ချနေတာ မက်ဆီစီလည်းဘောလုံးနိုင်မရောက်ဘူးရောက်တဲ့ဘောလုံးမက်ဆီလုတ်ပြီးတော့လည်းကျွန်တော်ဘာမှမလုပ်နိုင်ဘူးအဲဒါကြောင့်ဟိုမိုင်ယာမီတွက်ကတော့ဒီပွဲမှာကအထူးဆန်းမဟုတ်ဘူးကိုပြည့်မရှုံးတာအထူးဆန်းတာက၄ခုနဲ့ပဲရှုံးလို့အထူးဆန်းတာဒီထက်တော့မှဂိုးကြီးကျွန်တော်ပြက်ရအောင်ပါဗျာဒီလားဘာမှန်းကိုမလုပ်နိုင်ဘူးမိုင်ယာမီဆိုဒီပွဲမှာဂိုးပေါက်တဲ့တာ၃ချိန်ပဲရှိတယ်ဂိုးပေါက်ကန်တာ9ချိန်မှာဂိုးပေါက်တဲ့တာ၃ချိန်ရှိတယ်နော်၃ချိန်စလုံးလီယိုနယ်မက်ဆီကြောက်တာမသိပါဘူးပထမတစ်လုံးကခေါင်းတိုက်တယ်ဗျာဒုတိယပထမတစ်လုံးကအဲကျွန်တော်အီဒီယာဘာအထက်ကနေသူအန်ကယ်ချင်းချင်းကနေသူလှမ်းကင်နေတယ်ကျွန်တော်တို့မှမမိတယ် နောက်ဒုတိယလုံကသူကလည်းခေါင်းတိုက်တယ်ဗျာနောက်လုံကတော့ကျွန်တော်ကမလုပ်တော့ဆိုတော့ပြောချင်တာကဘလောက်ထိတောင်မှပေါ့နော်အသက်အကြီးနေပါပြီဆိုတဲ့ဒီကစားမအပေါ်ကိုဘလောက်မှီတည်နေရလဲကောင်းကောင်းကျွန်တော်တွေ့နိုင်တယ်ဗျာသိလားဒါကြောင့်ဒါကြောင့်ဒီပွဲက PSG တွေ့တော့အခက်အခဲမဟုတ်ခဲ့ဘူးနောက်တစ်ဆင့်ကိုတက်ကိုတက်ရမယ်ပွဲတက်လိမ့်မယ်လို့လည်းထင်ထားတဲ့ပွဲမှာဘာဘာချွင်းချက်မှကျွန်တော်မရှိဘာအကြောင်းပြချက်မှမရှိဘဲနဲ့ PSG ကတက်ခဲ့တယ် PSG တွေ့တော့သူတို့တမိုင်းတစ်လျှောက်မှာ Club World Cup ကိုပထမဆုံးယူရမှာဖြစ်တဲ့အတွက် Inter Miami တွေမဟုတ်ရှေ့မှာလာတဲ့ဘယ်အသင်းကိုမဆို ကျွန်တော်တို့နိုင်အောင်ကန်ပြီးတော့ဒီပွဲဒီဘယ်လိုဒီဖလားကိုရအောင်ယူရမှာပဲเนาะဆိုတော့ဟိုဒီပွဲမှာလည်းဥစမန်ဒမ်ဘလီတို့ပါတော့ကိုအရင်ဒီပါထားပလိုက်ခဲ့တာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ရှေ့ပွဲဒီမှာကလေးကဖြည်းဖြည်းချင်းသူတို့လူလေးတွေမျှတုံးနေတာဘာပဲပြောပြောပြည့်ကြီးရဲ့ဘက်ကတော့ပြည့်ကြီးဟန်ဘန်ဒီကိုအပြုတ်ကစားပြတော့မယ်ဒီထက်ပူပြီးတော့ကောင်းနိုင်ပါသေးတယ်ပြည့်ကြီးကအဲဒါကြောင့်မိုင်ယာမီတွေ့တော့ကျွန်တော်ဘယ်လိုပြောမလဲပြည့်ကြီးရဲ့ဘက်ကတချို့လူသားလဲလိုက်တာတွေဘာတွေနဲ့မို့ညှတာတယ်လို့တော့ဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမှာပါပဲ နော်ဆိုတော့မက်ဆီတယောက်တည်းမိတီနေရတဲ့အတင်ကတော့နော်အသက်ကမက်ဆီကလည်းပဲ2012ကမက်ဆီမဟုတ်တော့ဘူးပြရသေးလားဆိုတော့ဒီကောင်ကြီးကိုတယောက်တည်းမိတီနေရင်တော့မှဘလို့မှအဆင်မပြေတော့ဘူးနော်ဒါဆိုကလပ်တင်းတစ်ခုကြားထဲမှာအဆင်တန်းကအင်မတန်ကွာဟလွန်ပါတယ်အဲ့တော့ PSG ရဲ့ဘက်ကတော့ဖြစ်တဲ့ရလက်ပေါ့နော်ဒီထက်ပို့ပြီးတော့ကိုပြက်ခဲတင်ပေးမိတယ်လို့နိုင်ပွဲရတဲ့နဲ့နိုင်ပွဲရတဲ့နဲ့ပုံမှာရအောင်ယူသွားတယ်နောက်တစ်ဆင့်ကိုသူတို့တက်ပြီးညီကလေးအနေနဲ့ဒီပွဲနဲ့ပတ်သက်လို့ဘလို့မြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်